ေးတော့ကရင်လေကရင်ဆိုတော့ကြာတော့အဲ့ဒီအဲကရင်နဲ့ပတ်သက်တဲ့ fabric လေးတွေအသုံးပြုပြီးတော့ဟို decoration လုပ်မယ်ပေါ့ဟိုအများကြီးလည်းမသုံးချင်ဘူးပေါ့နော်ဟို decoration နဲ့ပတ်သက်ပြီးတော့လည်းဟိုမျက်စိရှုပ်မှဆိုးတယ်ပေါ့အဲတော့ရှင်းရှင်းလင်းလင်းနဲ့အဲ့လိုအယောင်လေးတွေပေါ်တာလေးတွေအဲလုပ်မယ်ဆိုပြီးတော့မြို့သားနဲ့တိုင်ပင်ရရနေပြီးတော့လုပ်ဖြစ်တာပါ tradition အရဆိုလို့ရှိရင်ငငယ်လေးတွေကပေါ့နော်မမကလိုမျိုး hen အဲထမင်းနဲ့မှာပေါ့နော် hen လေးတွေလိုမျိုးထဲ့တဲ့အထူးသဖြင့်ငပိရေပေါ့နော်ငပိရေကအသက်ပေါ့နောက်ပြီးချမောင်ကျော်စီရေဆိုချမောင်ကျော်နဲ့ငပိရေနဲ့အဲ hen အနှစ်တင်နဲ့ရောပြီးတော့နယ်စားအဲ့ဒီဟာဒီဝနေကငငယ်လေးတွေကနေပြီးတော့ဟိုမမီလှုပ်ကြွေးလို့စိုင်းရနေပြီးတော့အခုဒီကြည့်တဲ့အထိအဲ့လိုမျိုးလေးစားပြတ်တယ်ပေါ့ငပိရေနဲ့ချမောင်ကျော်အသက်ပေါ့နော်ဟုတ်နောက်တစ်ခုကကြတော့စံကောင်းတဲ့ဟာဝနေကသုံးတယ် နောက်ပြီးကြထမင်းကောင်းကောင်းအဲထမင်းထမင်းစားကောင်းတယ်ဆိုတာပေါ့နော်ဝင်ရက်ဒီစံစံကောင်းမှဟိုပို့ပြီးတော့စားကောင်းတာပေါ့နော် ောင်းဆိုလို့ရှိရင်အမြစ်ကိုအနေရနေတော့ပြုတ်လိုက်တယ်ဘယ်တော့မှဒီတိုင်းမလုပ်ဘူးဈေးရရဝယ်တဲ့တိုင်းကလည်းမလုပ်အမြစ်လေးပြုတ်တယ်နဲ့တေချာတေချာဟိုသူအထဲမြစ်ထဲမှာပါတယ်အစိတ်အတော့ထွက်သွားပြီဆိုတော့မှဝင်ရရနေပြစီစီချက်ထဲတယ်ပဲမုတ်ထဲတယ်နော်မငပိစိတ်စားလေးထဲတယ်ပေါ့နော်အဲ့လိုခြုံငန်လေးထဲပြီးတော့ထောင်းရှင်းရှင်းလင်းလင်းလေးပဲရှင်းရှင်းလေးပဲဟုတ် တို့ဆိုင်တေးကတော့ကင်မာလေးစလုံးထမင်းနေပါ။ဟိုဟာကျမတို့ကတော့အရင်စဖွင့်တာကတော့ဟိုမြောက်ကုံ38အိမ်မှာပဲစဖွင့်တာပေါ့နော်။နောက်တော့ကျတော့ဒီဘက်မှာစမ်းကြည့်ရင်းနဲ့အာကာစမာတွေကတိလာတဲ့ခါမျိုးမှာကျတော့ဒီဘက်အဲလက်မလေးပေါ့ပေါ့တက်ပြီးတော့ဆိုင်ကန်းဖွင့်ကြည့်မယ်ပေါ့နော်။အဲဒီကနေပြီးတော့ဖွင့်ပြတာပါ။ကရင်ပြင်စင်လေးတွေဆိုတာလည်းဟိုဝင်းနေတော့ကရင်လေ။ကရင်ဆိုတော့ကျတော့အဲ့ဒီ အဲကရင်နဲ့ပတ်သက်တဲ့ fabric လေးတွေအသုံးပြုပြီးတော့ဟို decoration လုပ်မယ်ပေါ့ဟိုအများကြီးလည်းမသုံးချင်ဘူးပေါ့နော်ဟို decoration နဲ့ပတ်သက်ပြီးတော့လည်းဟိုမျက်စိရှုပ်မှဆိုးတယ်ပေါ့အဲတော့ရှင်းရှင်းလင်းလင်းနဲ့အဲ့လိုအယောင်လေးတွေပေါ်တာလေးတွေအဲလုပ်မယ်ဆိုပြီးတော့မြို့သားနဲ့တိုင်ပင်ရနေပြီးတော့လုပ်ဖြစ်တာပါအော်ဟုတ်ကဲ့ဟုတ်ဇလုံးထမင်းနဲ့ကဝန်ဒီတို့ကဒီမိသားစုလိုက်ကအထူးသဖြင့်အမေကဟင်းချက်အရန်ကောင်းတယ်ဝန်ဒီကမမရှိရအမွေကိုစက်ခံတယ်ပေါ့နော် နောက်ပြီးတော့ကြာတော့ဟင်းချက်ကောင်းလာလဲပါတယ်နောက်ပြီးသူများကိုလည်းကောင်းကောင်းလေးတန်တန်ရှင်းရှင်းလေးတွေးချင်တယ်အဲ့ဒီစိတ်စိတ်စေတနာလေးကအရင်ခံတာပေါ့နော်နောက်ပြီးတော့ဇလုံးထမင်းနဲ့ဆိုတာဝန်ကြီးတို့ဒီအဲ tradition အရဆိုလို့ရှင်ငငယ်လေးတွေကပေါ့နော်မမကလိုမျိုးဟင်းအဲထမင်းနဲ့မှာပေါ့နော်ဟင်းလေးတွေလိုမျိုးထည့်တဲ့အထူးသဖြင့်ငပိရေပေါ့နော်ငပိရေကအသက်ပေါ့နောက်ပြီးချမောင်ကျော်စီရေဆိုချမောင်ကျော်နဲ့ငပိရေနဲ့အဲဟင်းအနှစ်တင်နဲ့ရောပြီးတော့နှဲစားအဲ့ဒီဟာဒီဝန်ကြီးငငယ်လေးတွေကနေပြီးတော့ဟို မမီလှုပ်ကြွေးလို့စိုင်းရနေပြီးတော့အခုဒီကြည့်ရတဲ့အထိအဲ့လိုမျိုးလေးစားပြစ်တယ်ပေါ့တခြားမျိုးနယ်မှာဇလုံးထမင်းနယ်ဟေ့ဆိုလို့ရှင်လေအရင်ကဆိုလို့ရှင်လို့သွားစားပြစ်တယ်အဲ့ရနေပြီးတော့အဲ့ကိုလည်းအဲချောင်းကြည့်ရအောင်ဆိုပြီးအားနဲ့အမျိုးသားနဲ့တိုင်ပင်နေအောင်ဖြစ်တာအရန်အရန်လူကြတယ်အရန်လူကြတယ်ဟုတ်အဲမထင်ထားဘူးပေါ့နော်ကိုယ့်ရဲ့ဒီစိုင်းလေးကသေးသေးလေးဒါပေမဲ့အဲဒီစီမံခန့်ခွဲရာလေးလည်းလိုအပ်တာလေးလည်းပါတော့ပေါ့နော်ဆိုတော့ကြတော့အဲ့ဒီအချိန်လေးမျိုးမှာ ဟင်းလေးอ่ะစထွက်တော့ဆိုလို့ရှင်3မျိုးလား4မျိုးလားပဲရှိတယ်အဲ့လိုမျိုးနဲ့အဲစတာပေါ့ဟုတ်ဟာပြည့်ရင်လည်းချက်မောင်းကြောတက်ပါเนาะဟာနောက်တစ်ခုကကြတော့စံကောင်းတဲ့ဟာကိုဒီတော့သုံးတယ်အဲနောက်ပြီးကြထမင်းကောင်းကောင်းအဲထမင်းထမင်းစားကောင်းတယ်ဆိုတာပေါ့เนาะဝင်ဒီတော့ဒီစံစံကောင်းမှဟိုပို့ပြီးတော့စားကောင်းတာပေါ့เนาะဟုတ်ငပိရကကြတော့ဝင်ဒီဘောလေငပိပေါ့เนาะဘောလေငပိဆိုတာကြောင့်ဝင်ဒီတော့ဒီညောင်တော့ကနေမှားတာဘောလေငပိညောင်တော့ကနေ တကူးတကောက်လို့မှန်ပြီးတော့အမှန်ညောင်တော့မှလည်းမျိုးတွေရှိရအောင်ဆိုတော့အဲ့ဘက်ကနေပြီးတော့တင်ပြီးတော့လုပ်ပြရပါဘောเนาะဆိုတော့ငပိကမငန်ဘူးအဲအချိုတက်တောင်သွားသေးတယ်ဆိုတော့အဲ့ဒီငပိရေဟိုဟာဖြစ်လို့ရှိရင်အဲနည်းနည်းငန်ဖို့အတွက်ကိုတော့မှတချို့ဆိုလို့ရှိရင်နည်းနည်းထပ်ပြီးတော့ဟိုတောင်းကြရအောင်မျိုးရှိရပါဘောเนาะငပိရေလုံးဝမငန်ဘူးအချိုပေါ့ငါးအချိုအတိကပါဘောเนาะအာဟုတ်တယ်ရှင်ဟုတ်တယ်မမေရဲ့ဟိုဟာပေါ့ဟို recipe ပေါ့เนาะသူ့ရဲ့ဒီ chutney ပြုတ်နီး နောက်တစ်ခုကကြာတော့ဝန်ကြီးတို့ကသူများနဲ့မတူတဲဟာလို့ပြောမလားတော့မသိဘူးမဟင်းချက်တဲ့အခါမျိုးမှာဝန်ကြီးတို့လုံးချက်မချက်ဘူးဟင်းတစ်ခုချင်းစီတိုင်းရောဝန်ကြီးတို့စီတက်တဲ့အခါမှာဟိုစီတက်တဲ့ပုံစံမျိုးလည်းမတူဘူးဟင်းတစ်ခုချင်းစီချက်တိုင်းချက်တိုင်းမှာစီကိုအထအနေပြန်ပြန်တက်တယ်ဟိုပြောချင်တာကလေအနှစ်တစ်ခုတည်းနဲ့ဟင်းနေကုန်တော့အဲ့လိုမျိုးချက်တာမဟုတ်ဘူးရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အချိန်လည်းပေးရတယ်အဓိကတော့စားစေခြင်းနဲ့စားကောင်းစေခြင်းနဲ့စေတနာပေါ့နော်ဟိုရောင်းကောင်းတာထက်စားကောင်းစေခြင်းနဲ့စေတနာပေါ့နော်အဲ့ဒါလေးပါထည့် အဟင်းက10မျိုးလောက်ရတယ်ရှင်။အဟိုကြက်တာဝတ်တာအမဲတာစိတ်တာအဲငါးလေးအိုကပ်ပစွန်ပေါ့နော်။ဟုတ်ပုံစံလေးတွေမတူအောင်တော့ချက်တယ်။ဟုတ်တယ်ရှင်။ဟုတ်တယ်မ။ဟိုဟာလေဟိုပါဆယ်မှားကြရတယ်ပေါ့နော်။တချို့အကြောင်းနေပြင်းတာလဲပါတော့ပေါ့ပြင်မထွက်နိုင်တော့လေ။မှားကြရဲ့အာဝန်ဒီတို့ကတော့ပထမတော့လို့ခွဲပြီးတော့ထည့်ပေးတာပေါ့နော်။ဟိုထမင်းဖြူနဲ့ဟင်းတက်တက်အဲ့လိုငပိရေဘူးလေးနဲ့တက်တက်ထည့်ပေး။ဒါပေမဲ့သူအဲ့လိုမဟုတ်ဘူး။ နေပြီးတဲ့ဟောင်စားကျင်တာပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်တို့ဒီထမင်းမဲထမင်းပြူပဲမှားမှာပေါ့ပေါ့အဲ့လိုမျိုးပြန်ထမင်းနေလိုက်တဲ့အခါမျိုးမှကြတော့လေဘလောက်ပဲမြန်မာတယ်ပဲပြောပြော10မိနစ်လောက်10မိနစ်15မိနစ်လောက်နေရင်တိတ်စားလို့မကောင်းတော့ပါဆယ်ဆိုပို့ဆိုးတယ်တော့အပူနဲ့လမ်းခင်းနဲ့ဆိုကြဆိုင်မာအကြောင်မို့ဆိုင်မာလာစားစေချင်တာဆိုင်မာလာစားစေချင်တဲ့ပထမတစ်ချက်ကခုနကတော့နေပြောစားတဲ့အခါမှာနည်းနည်းချင်းစားလို့ရှိရင်ပို့ကောင်းတာတစ်ချက်ရဲ့နောက်တစ်ခုကကြတော့လေဝန်ဒီအကျင့်ရရှိရဲ့အမှ နောက်ကနေပြီးတော့ဟာနေပြီးတော့အမရေဘာဟိုဘာလေးရပြီညာလေးရပြီဆိုလို့ချင်ဟင်းဟင်းပေါ့ဥမာဟိုမန်ဒီတောင်ဆိုလို့ချင်မန်ဒီတောင်ရအောင်ဆိုအာအဲ့တဲ့ရှိအဲ့တဲ့ပါတော့ကြွေးအဲအဲ့လိုမျိုးထဲ့ကြွေးချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ပါဟုတ်အဲဝင်နေလို့ရှိမှာကရင်ကရင်မြစ်စိတ်ထောင်ရရတယ်နောက်ပြီးလို့ရှိရင်ကရင်တာလဘောရရပေါ့နော်တာလဘောကဝင်နေတော့နှမျိုးချက်လေးရှိရဲအဲစက်သားနဲ့ချက်တာရှိရဲအဲပဇွန်နဲ့ချက်တာရှိရဲဒါပေမဲ့ပဇွန်ကိုပဇွန်ထက်ကိုစက်သားကိုပူကြိုက်ကြတယ်အဲနဲ့နောက်ပိုင်းမှာစက် ကြက်တာတော့ရရတယ်ကြက်တာတော့ကနေ့တိုင်းတော့မရအောင်ပေါ့နော်သူကဟင်းအတီရွက်အစုံထည့်ရတယ်နောက်ပြီးလို့ရှိရင်အဲ့အဲအကြက်သားနဲ့ပေါ့အဲ့ဒါချက်တယ်အဲ့ဒါကြောင့်စနေနေ့မှရတယ်စနေနေ့တည့်ရပဲရတယ်အဲ့ဒါဆိုစနေနေ့ဆိုအရန် busy တက်တယ် အဲအဲ့ဒါတခုရှင်းတာမြစ်စိတ်ထားပါတော့မြစ်စိတ်နောင်ဆိုလို့ရှိရင်အမြစ်ကိုအနေရောနေရောပြုတ်လိုက်တယ်ဘယ်တော့မှဒီတိုင်းမလုပ်ဘူးဈေးရရဝဲတဲ့တိုင်းကလည်းမလုပ်မြစ်လေးပြုတ်တယ်နဲ့တေချာတေချာဟိုသူအထဲမြစ်ထဲမှာပါတယ်အစိတ်အတော့ထွက်သွားပြီဆိုတော့မှဝင်ရရနေပြစီစီချက်ထဲတယ်ပဲမုတ်ထဲတယ်နော်ငပိစိတ်စားလေးထဲပေါ့နော်အဲ့လိုခြုံငန်လေးထဲပြီးတော့ထောင်းတယ်ရှင်းရှင်းလင်းလင်းလေးပဲရှင်းရှင်းလေးပဲမစိတ်နာတော့စိတ်နာဒါမဲ့အဲ့ဒီဟာကမှတော့အဆက်စားခြင်းနဲ့အဖွဲရှိတယ်အဆက်စားခြင်းနဲ့ဆိုလို့ရှိရင်ဝင်ရရအဲ့မြုပ်တီး ထောင်းငွေသီးစိမ့်ပေါ့နော်ငွေသီးစိမ့်ထောင်းထားတဲ့ဟာလေးတတမျိုးလေးထောင်းထားတဲ့ဟာလေးကိုထည့်ပြီးတော့လုပ်ပေးရအဲ့လိုမျိုးဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ်အော်သူတို့အဓိကတော့ဟိုမြန်မာဟင်းထမင်းစားကြတယ်သူတို့ရတယ်အဲဒီမှာစားလို့ရပါပေါ့နော်ဒီမှာကရင်ဟင်းစားကြတယ်ဆိုလို့ရှိရင်စနေနေ့သူတို့လာကြတယ်အရင်ကဆိုတာပေါ့ပဲဆိုပြီးတော့ရှိသေးတယ်တာပေါ့ပဲကကြတော့သူကအဲနောက်ပိုင်းတော့မတင်ဖြစ်ဘူးနော်ပြန်တော့အခုတင်ရမှာပေါ့အဲဟင်းဒီဟင်းရတွေကိုပြုတ် ပြုတ်ပြီးတော့အဲ့လိုမျိုးစီတက်ပြီးတော့ထောင်းတာပေါ့နော်အဲ့လိုမျိုးလေအဲ့ဒါလေးလည်းကောင်းတယ်အဲ့ဒါကြတော့ဟိုအဲတက်တက်လွတ်သမားတွေအတွက်ဆိုလို့ရှိရင်ဟိုပါကောင်းတာပေါ့နော်ဟုတ်ဟုတ်ပြီအမမန်တော့အဝန်ဒီအမျိုးသားနေပြီးတော့သူကနေပြီးတော့သူအဲဆိုင်လေးဖွင့်ညအောင်မိမပေါ့နော်ဆိုတာဘယ်လိုမျိုးပေးမလဲဆိုတာအဲ့နော်သူကအဲ့နဲ့အဲ့ဆိုမိမရဲ့မိမဟိုကင်ဆိုတော့ကြတော့ဟိုကင်မလေးဆိုပြီးတော့ပေးလိုက်တော့မယ်ပေါ့လေအဲ့ဒါနဲ့ပေးဖြစ်တာပါဈေးရောင်းတိတ်ကြုံဆိုတာကြအဲ့လိုမျိုးဟို အဲဒီလိုမျိုးပေါ့နော်ဆိုင်ဖွင့်ပြီးတော့ရောင်းတာမျိုးတော့မဟုတ်ဒါပေမဲ့ဝန်ဒီကအပြင်မှာ public company တခုမှလုပ်လုပ်ပါတယ်အဲအဲ့ဒီမှာလေဝန်ဒီဒါပေမဲ့ဈေးရောင်းတာဆိုပေမဲ့ဝန်ဒီကဟာပေါ့ဟို corporate life နဲ့တော့မတူဘူးပေါ့နော်ဈေးရောင်းတဲ့ပုံစံမျိုးကျွန်တော်မတူဘူးပေါ့ဟုတ်ဟုတ်အဲလိမ့်စာကတော့အမှတ်645အဲဘုံမင်းအောင်လမ်းအဲ40ရက်ကွယ်မြောက်တကုံပါနော်ဟုတ်အဲဈေးနှုန်းလေးတွေကကြတော့ဟို ဇလုံးထမင်းနဲ့တပွဲကို6500ပါရှင်။စိုင်စားရောပေါ့နော်။ဟုတ်ကဲ့။မနက်7:00နာရီခွဲဆိုစားခွင့်ပါလိ။အစုံတဲ့အချိန်စုံတဲ့အချိန်ကဟိုက7 7 7:00နာရီ7:00နာရီလောက်ဆိုစုံတယ်။7:00နာရီပေါ့နော်။7:00နာရီဆိုစုံတယ်။